မင်္ဂလာပါဖင်ဒီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့သူ့ဖက်ကအဆက်အသွယ်ဖြတ်ထားရင်ဒီလိုလုပ်ပါသူကတင်တဲ့အတူရှိနေစေရှင်ရပါလိမ့်မယ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်တစုံတယောက်ယောက်ကမိတ်ဆွေကိုအဆက်အသွယ်မလုပ်ရင်စိတ်မပူပါနဲ့ထိတ်ရွဲကြောက်လန့်မှုတွေမဖြစ်ပါနဲ့ တစုံတယောက်ယောက်ကကိုယ့်ကိုအဆက်အသွယ်မလုပ်ဘူးဆိုရင်ကိုယ့်စိတ်ထင်မှာငါဘာတွေများမှားနေတာလေသူ့ကိုတောင်းပန်ရမှလားအဲ့ဒီလိုမျိုးစဉ်းစားမိကြတယ်ပြီးတော့အချိန်တိုင်းချိန်တိုင်းပေါ့နော်မကြခဏသူ့စီကို message တွေပို့နေမိတယ်ဒီလိုမျိုးမပြုတ်လောက်ပါနဲ့ပြဿနာတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်ဘာအကြောင်းပြချင်းမှမရှိပြီနဲ့ပဲဖြစ်ဖြစ်သူ့ဘက်ကတင့်ကိုအဆက်အသွယ်မလုပ်တော့ဘူးဆိုရင် ကိုယ်စိတ်ကလေးကိုညံ့အောင်ထားပါ အသက်ကိုလေးလေးနဲ့နဲ့ရှူပါစိတ်ကို ဖြည့်ချောလိုက်ပါအဲ့ဒီတော့သူ့ဘက်ကအဆက်အသွယ်မလုပ်တဲ့အခါကျွန်ုပ်တို့အနေနဲ့ဘလို့ပြုမှုဆောင်ရွက်တင့်တလေးဆိုတာကိုဒီဗီဒီယိုမှာ ပြောပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုမှာပြောပြပေးမယ့်အချက်တွေကိုလိုက်နာရှင်းအပြင်သူကသင်နဲ့အတူရှိနေခြင်းပေါ်တောင်းပန်လာပါလိမ့်မယ်။ ဒါအပြင်သူ့ဖက်ကတင့်အပေါ်မှားယွင်းစွာဆက်ဆင်မိတာတွေကိုလေသူက တောင်းပန်ပါတိုင်းမင်းပြီးရင်တင်နဲ့အနီးအနားမှာရှိနေစေဖို့သူဟာဘေးအရာကိုမဆိုပြုတ်လောက်လာပါလိမ့်မင်းဒေစီကတော့တခါတင်ရင်စကားရှိတဲ့တဲ့အဲ့ဒီတော့စကားရှိရှိလေးနင်းနေလေးတော့ပြောပြစီ အခုအချိန်မှာတင့်ရဲ့တဖက်လူကဘာတွေပြုလုပ်နေသလဲသူကတင့်ကိုဂယုမစိတ်တာတွေပြုလုပ်နေသလားသူ့ဖက်ကတင့်ကိုဆိုရှယ်မီဒီယာတွေမှာဘလော့ထတာတွေရှိသလားဒါမှမဟုတ်သူကတခါတလေငါတယောက်တည်းနေပရစီတော့ပြောနေသလားသူဖက်ကဘာတွေပဲပြောနေပါစေအဲ့ဒီစကားတွေကိုလှည့်လျူရှုဥပက္ခပြုထားလိုက်ပါ ဘာဖြစ်လို့လဲဆိုရင်သင်ဟာသင်လိုရှင်တဲ့အချင်းနဲ့ထိုက်တယ်ပါတယ်သင်လိုရှင်တဲ့အာယုံစုစိမ့်မှုတွေနဲ့ထိုက်တယ်ပါတယ်သင်လိုရှင်တဲ့ဂရုစိမ့်မှုတွေနဲ့ထိုက်တယ်ပါတယ်အဲ့ဒီတော့သူ့ဖက်ကသင်ကိုအဆက်အသွယ်ပြုလုပ်လာစေဖို့သင်ကို ဖုံးခေါ်လာစေဖို့သင်နောက်ကိုလိုက်လာစေဖို့သင်နဲ့အတူတကွရှိနေရှင်ဖို့သင်အပေါ်တစ္ဆာရှိစေဖို့အဲ့ဒီအရာတွေရဲ့ရှုံးဝဲချက်ကတော့သင်ရဲ့ပုံပြင်ကိုပြောင်းပြန်လှန်လိုက်ပါ တင့်ရဲ့ပုံပြင်ဆိုတာဘာတွေလဲအခုတင်ပြောနေတဲ့စကားလုံးတွေအဲ့ဒါတွေက तू ကငါ့ကိုဂယုမစိတ်ဘူးငါ့ကိုအဆက်အသွယ်မလုပ်ဘူး तू ကငါ့ကိုမချစ်ဘူးအဲ့ဒီလိုမျိုးတင်ခံစားနေရတဲ့ခံစားချက်တွေတင်ပြောနေတဲ့စကားလုံးတွေတင်တွေးတောနေတဲ့အရာတွေအကုန်လုံးကိုပြောင်းပြင်လှန်လိုက်ပါ အခုအချိန်မှာတင့်ရဲ့စိတ်ထဲမှာနာကျင်မိတာတွေရှိနေတယ်။တင်ဟာစိတ်ပြက်လက်ပြက်တွေဖြစ်ပြီးရင်စိတ်ညစ်နေတာလေးရှိနေတယ်။ဒေါသထွက်နေတာလေးရှိနေတယ်။ကြောက်ရွံ့နေတာလေးရှိနေတယ်။အဲ့ဒီလိုတင်တော်ရဲ့ဇလန်ပြီးဆုံးသွားမှာကိုလေတင်စိုးရိမ်မိနေတာတွေရှိနေတယ်။ဒီလိုကြောက်ရွံ့စိတ်စိုးရိမ်စိတ်တွေအလုံးကိုလွှတ်ချလိုက်ပါ။ဒီလိုစိတ်ခင်စားချက်တွေ emotion တွေအလုံးဟာသင်လိုရှင်နေတာနဲ့ပြောင်းပြင်တွေဖြစ်နေပါတယ်။ ဒီစိတ်ခင်စားချက်တွေဒီ emotion တွေဟာသင်ဖြစ်ရှင်တဲ့ပုံစံပေါ့နော်သင်ရဲ့ဘဝအထိကို သင်လိုရှင်တဲ့သင်ရဲ့တစ်ဖက်လူဟာရောက်ရှိလာစေဖို့အတွက်အလုပ်လုပ်တဲ့အခါဖြောင်းပြန်တွေကိုပဲအလုပ်လုပ်ပေးပါလိမ့်မယ်သင်စီမှာဒီ emotion တွေရှိနေသမျှဒီစိတ်ခင်စားချက်တွေရှိနေသမျှသူကသင်ကိုနာကျင်စေပါလိမ့်မယ် သူကသင်အပေါ်မကောင်းတာတွေသူကသင်ကိုအဆက်အသွယ်မလုပ်တာတွေဂယုမစိုက်တာတွေမချစ်တာတွေအကုန်လုံးကိုအာယုံစိမ့်နေတဲ့၍သင်ဟာသင်အတွေ့ပုံမကြောက်ရွံ့စရာတွေစိုးရိမ်စိတ်ဖြစ်စရာတွေအဲ့ဒီလိုသင်တရားစိတ်ဖြစ်စရာတွေအကြောင်းအရာတွေကိုပဲသင်ဟာပုံမဆွေးငင်ညှို့ယူနေပါလိမ့်မယ်ဒါကြောင့်အခုရုပ်ပိုင်းဆိုင်ရာအရှိအနေမှာဖြစ်ပေါ်နေတဲ့သင်မလို့ရှင်တဲ့ပုံပြင်တွေအကြောင်းအရာတွေကိုလုံးဝအာယုံမစိုက်ပါနဲ့ တင်ဟာအခုအချိန်မှာဘာတွေဖြစ်ရှင်နေတည်းဘာကိုလိုရှင်တည်းသူ့ဖက်ကဘာတွေပြုမှုဆောင်ဝဲပေးစီရှင်တည်းအဲ့ဒီအရာတွေကိုပဲအာယုံစိုက်ပါတင်ဟာအခုလက်ရှိပြည်စုပင်တစ်တဲ့အချိန်မှာတင်ရဲ့အနာကဲကိုပုံဖော်ဖန်တီးနေတာဖြစ်ပါတယ်တင်ဟာတင်ရဲ့ဖြစ်တည်မှုတင်ရဲ့ reality ကိုတသမဲတည်းဖန်တီးနေတယ်ဆိုတာကို သိထားပါ ဒီလိုဖင်တီးနေတဲ့အခါမှာသင်အာယုံစိတ်နေဓာတွေပဲသင်ဘဝအထက်မှာပုံမူကြည်ထွားရှင်သင်လာပါလိမ့်မယ်။ဒါကြောင့်သင်ဖြစ်ရှင်တဲ့အရာတွေကိုပဲအာယုံစိတ်ပါသင်မဖြစ်ရှင်တဲ့အရာတွေကိုအာယုံမစိတ်ပါနဲ့။အခုအချိန်မှာတင်ဟာသူနဲ့ပတ်သက်လို့မိမိကိုကိုပြောနေတဲ့စကားလုံးတွေမိမိကိုကိုပြောနေတဲ့ပုံပြင်တွေအကြောင်းအရာတွေအားလုံးကိုပြောင်းပြန်လှည့်ပေးရမှာဖြစ်တဲ့စိတ်ခံစားချက်ကအစ Twitter ပုံကအစအကုန်လုံးပြောင်းပြင်နေပြီပါ။ အခုအချိန်မှာသူ့ဖက်ကတင့်ကိုအဆက်အသွေးမလုပ်ဘူးတင့်ကိုဂယူးမစိမ့်ဘူးတင့်ကိုမချစ်ဘူးတင့်ကိုမလို့အပ်ဘူးလို့မိမိကိုကိုပြောနေတာထက်သူ့ဖက်ကတင့်ကိုလိုအပ်နေတဲ့အကြောင်းလေးတွေကိုပဲတွေးတောစဉ်းစားပါအခုလိုတယောက်နဲ့တယောက်တိရှာဖြစ်နေတဲ့ကာလမှာတင့်ဟာအရင်ကိုဆွေးဆောင်မှုရှိတဲ့လူတယောက်ဖြစ်နေတဲ့အကြောင်းကိုစဉ်းစားပေးပါမိမိကိုကိုအဆင်အတင်းတွေမြင့်နိုင်ဖို့အတွက်ကိုဟာဆွေးဆောင်မှုအားကောင်းတဲ့လူတယောက်ဖြစ်အောင်စဉ်းစားပါ အခုလိုအဆက်အသွယ်ပြည့်နေတဲ့ကာလမှာသင်ဟာမိမိကိုယ်ကိုဘယ်လိုဖြစ်အောင်နေရမလဲဆိုရင်ကိုယ့်ရဲ့အမြင့်ဆုံးပုံစံအကောင်းဆုံးပုံစံအလှဆုံးပုံစံဖြစ်နေအောင်ပြုလုပ်ပေးရမှာဖြစ်တယ်။ကိုယ့်ရဲ့ဘာရှင်းကိုအမြင့်ဆုံးပုံစံထိရောက်အောင်မိမိကိုယ်ကိုမြင့်တင်ပေးရမှာပဲဖြစ်တယ်။ ဓမ္မသာရင်သင်ဟာလူရှင်နှစ်သက်ဖွေကောင်းတဲ့သူဖြစ်ကြောင်းသူဖဲကသင်ကိုအရင်ဆွေးမဲ့နေပြီးအရင်ကိုဆွေးတဲ့နေပြီးလူရှင်နေပြီးဆိုတဲ့အကြောင်းတွေကို သူက နားလေသဘောပေါက်လာပါလိမ့်မယ်။ဒီလိုအဆက်အသွယ်ပြည့်နေတဲ့ကာလမှာသင်အတွေ့သင်မှာနေရာလဲတွေအချိန်လဲတွေရှိနေတယ်။အဲ့ဒီအချိန်မှာသင်ဟာအနာကဲအချိန်အတွေ့သင်ဖန်တီးနေတယ်ဆိုတာကိုအမြင်တဲ့မိမိကိုယ်ကိုသတိရပေးပါ။ ကိုမဟုတ်တဲ့တခြားသူတွေကိုပြောင်းလေးဖို့မစင်စားပါနဲ့မကြိုးစားပါနဲ့သူတို့ဟာသင်ရဲ့အတွင်းကဘာမှာဘာတွေဖြစ်နေသလဲဆိုတာကိုပြသနေတဲ့ messenger တွေသာဖြစ်ပါတယ်။ဆရာကြီး Nebel Gora ပြောတဲ့စကားကိုပြောမိဆိုရင်တခြားသူတွေကိုပြောင်းလေးဖို့မကြိုးစားပါနဲ့မိမိကိုယ်ကိုပြောင်းလေးပါကိုရဲ့ reality ကိုပဲပြောင်းလေးပြပါတခြားသူတွေဟာအလိုလျောက်ပြောင်းလေးလာပါလိမ့်မယ်တဲ့ ကိုမဟုတ်တဲ့တခြားသူတွေဆိုတာကို reality ရဲ့အစိပ်အပိမ့်တွေဖြစ်တယ်။ဒါကြောင့်ကို reality ကြီးကို ပြောင်းလဲလိုက်တာနဲ့တပိန်နဲ့သူ့တော်ဖက်ကကို့အတွဲလိမ့်လင်ပြောင်းလဲပေးပါလိမ့်မယ်။ဒါကြောင့်ကိုယ့်ရဲ့တဖက်လူကကိုယ့်ကိုအဆက်အသွယ်ဖျက်ထားပြီဆိုရင်သူတို့ကိုသွားပြီးရင်ရင်မချပါနဲ့။ငါဘာဖြစ်လို့ဒီလိုလုပ်တာလဲ။ငါမှာဘာအပြစ်တွေရှိသလဲဆိုတဲ့စကားလုံးတွေနဲ့သွားပြီးရင်မတိုက်ခိုက်ပါနဲ့။သူတို့ကိုလေ text message တွေလေးပို့နေစရာမလိုဘူး social media တွေမှာလေးလိမ့်လည်စစ်ဆင်းနေစရာမလိုဘူးဒါတွေကိုရက်လိုက်ပါအဲ့ပြင်သူ့ဘက်ကအဆက်အသွယ်ပြုလုပ်လာစေဖို့သူ့တငယ်ချင်းတွေနဲ့တွားပြီးရင်မဆက်သွယ်ပါနဲ့သူ့မိသားစုတွေနဲ့တွားပြီးရင်မဆက်သွယ်ပါနဲ့သူ့ကိုမွေးနေ့လက်ဆောင်ပေးတာတွေမပြုလုပ်ပါနဲ့မွေးနေ့လက်ဆောင်အပြင်တခြားလက်ဆောင်တွေကိုလည်းမပေးပါနဲ့တဖက်လူနဲ့အဆက်အသွယ်ပြည့်စင်နေတဲ့ကာလမှာမိမိကိုယ်တိုင်အတွက်သာအလုပ်လုပ်ပေးပါ မိမိကိုယ်ကို ထိတ်ဆုံးမှုရအောင်ကြိုးစားပါအရှင်နေအလုံးမြင်မာလာအောင်ကြိုးစားပါကိုယ့်ရဲ့စိတ်ခင်စားချက်တွေကောင်းမွန်လာအောင်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှင်နေတွေကောင်းမွန်လာအောင်အစသည်ဖြင့်ပေါ့နော်အဖက်ဖက်ကကောင်းမွန်လာအောင်ပဲကြိုးစားပေးပါတဖက်လူနဲ့အဆက်အသွယ်ပြည့်နေတဲ့အချိန်ဆိုတာကိုယ့်အချိန်ပဲဖြစ်တယ်ကိုယ့်အတွက်ကောင်းမွန်အောင် ပြုပြင်ရမယ့်အချိန်ဖြစ်ပါတယ် ဒီနိုအချိန်မျိုးမှာမိမိကိုယ်ကိုအလှဆုံးဖြစ်အောင်ပြင်ဆင်မေကိုယ့်ရဲ့အရင်အရှင်းတွေကိုပုံမတိုးတက်အောင်ကြိုးစားမေကိုယ့်ရဲ့စိတ်ရှင်းသာမှုအတွေ့ဘေးကိုပြုလုပ်မေမိမိကိုယ်ကိုပျော်ရွှင်မှုတွေလှပမှုတွေချစ်ချင်းမေတ္တာတွေနဲ့ဖြစ်ဆွဲပေးဖို့လိုအပ်ပါတယ်ဒီလိုအဆက်အသွယ်ပြည့်နေတဲ့ကာလမှာမိတ်ဆွေဟာပျော်ရွှင်မှုတွေနဲ့ပြည့်နေမင်းချစ်ချင်းမေတ္တာတွေနဲ့ပြည့်နေမင်းကော းဝင်မှုတွေနဲ့ပြည့်နေပြီဆိုရင်သူ့ဖက်ကသင်နဲ့အတူရှိနေဖို့လိမ့်လည်ရှာဖွေလာပါလိမ့်မယ်။ဒါအပြင်သင်နဲ့အတူရှိရရဲ့အတွက် သူ့ဘာမဆိုပြုတ်လုံနေပါလိမ့်မယ်။ငိုရိုတောင်းပန်လာပါလိမ့်မယ်။ဒီအချိန်မှာသင်ဟာမိမိကိုယ်ကိုအတွက်အကောင်းဆုံးဖြစ်အောင်ပြုတ်လုံရမယ်ဆိုတော့သင်ရဲ့ emotion ဘိန်းဆိုင်ရာစိတ်ခင်စားချက်ဘိန်းဆိုင်ဟာဘလို့ဖြစ်နေရမလဲဆိုရင် emotion နဲ့ abundance လို့ခေါ်တဲ့ တွေ့ဝါတဲ့စိတ်ခင်စားချက်ဘိန်းတွေရှိနေဖို့လိုအပ်တယ်။ငွေရေးကြေးတွေပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လို့ချမ်းသာတွေ့ဝါနေတာကိုတော့လူတိုင်းလူတိုင်းနားလေသဘောပေါက်ပါလိမ့်မယ်။ဒါပေမဲ့ emotion ဘိန်းဆိုင်ရာ abundance ဖြစ်တာကတော့ကိုယ်လူရှိတဲ့အရာဟုသမျှကိုယ်မှာရရှိပိန်ဆိုင်ထားပြီးတော့သိထားဖို့လိုတယ်။ဥပမာဆိုပါစို့ relationship ကိုလိုရှိနေတဲ့ relationship အဲ့ဒီ relationship နဲ့ပတ်သက်လို့ကိုယ်မှာရှိနေတယ်အဲ့ဒီလိုစဉ်းစားဖို့လိုအပ်တယ်။ ဒါပေမဲ့ပြောင်းပြန်အခြေအနေအပြင်ကျွန်ုပ်တို့ဖြစ်နေတာကတော့ငါ့မှာ relationship မရှိဘူးငါ့မှာချစ်ချင်းမေတ္တာမရှိဘူးငါ့ကိုချစ်မေးသူမရှိဘူးသူကအဆက်အသွယ်မပြုလုပ်ဘူးအဲ့ဒီလိုဖြစ်နေတာကတော့ emotion နဲ့ abundance မဟုတ်ပါဘူးလုံးဝကိုမရှိတဲ့စိတ်ခင်စားချက်တွေဖြစ်နေတာပါဒါကြောင့်ဒီလိုကာလမျိုးမှာကိုယ့်ရဲ့စိတ်ခင်စားရှဲပိန့်ဆိုင်ရာ emotion ပိန့်ဆိုင်ရာတွေ့ဝနေဖို့မိမိကိုယ်ကိုစူးစမ်းဖို့လိုအပ်တယ်မိမိကိုယ်ကို ပြုလုပ်ဖို့လိုအပ်တယ် emotion မိတ်ဆက်ရ abundance people ဆိုရင်သင်ကသူ့ကိုလိုရှင်နေရမှာမဟုတ်ပါဘူးသင်ပြုလုပ်နေရမှာကတော့သင်ရဲ့ညှို့အားတွေပုံမကောင်းတဲ့ထက်ကောင်းအောင်ဖန်တီးရမှာပဲဖြစ်တယ်သင်ရဲ့ personal power တွေကိုယ်ပိုင်အရည်အသွေးတွေယုံကြည်မှုတွေမိမိကိုယ်ကိုယုံကြည်တဲ့စိတ်တွေကိုယ့်ရဲ့အတွင်းကဘာမှာလှပတဲ့စိတ်ခင်စားချက်တွေကိုမွေးမြူဖို့လိုပါတယ် တင့်ရဲ့အတွင်းကပန်တင့်ရဲ့အတွင်းကစိတ်ခင်စားချက်တင့်ရဲ့အတွင်းကယုံကြည်ချက်တွေအကုန်လုံးလိမ့်လည်ပြောင်းနေပြီပေါ့လူအေဒီဒါမှအတားလျင်သူ့ဘက်ကတင့်ကို လိုရှင်လာမှာပဲဖြစ်တယ်တင့်ရဲ့အတွင်းကပန်လှပလာတာနဲ့တပြိုင်နဲ့သူကတင်နဲ့အတူရှိနေရှင်ပေါ့ဘာမဆိုပြုတ်လို့လာပါလိမ့်မယ်တင့်ကို တောင်းပန်တာတွေပြုတ်လို့လာပါလိမ့်မယ် တဖဲနှုန်နဲ့အဆက်အသွယ်ပြက်စင်းနေတဲ့အခုလိုအချိန်မျိုးမှာသင်ဟာမိမိကိုယ်ကိုစင်ပေါ်မှာတင်ထားရမယ့်အချိန်ပဲဖြစ်ပါတယ်။ဒါကြောင့်မိမိရဲ့စိတ်ကိုအဟာရဖြစ်အောင်ကိုယ်စိတ်ကိုမွေးမြူပါမိမိကိုယ်ကိုချစ်ခင်ပါမိမိရဲ့ကိုယ်ခန္ဓာကိုလှပအောင်ပြုပြင်ပါရုပ်ပိုင်းဆိုင်ရာအခြေအနေတွေရောစိတ်ပိုင်းဆိုင်ရာအခြေအနေတွေရောပုံမကောင်းမွန်အောင် ပြုလုပ်ပါဒီအချိန်မှာမိမိကိုယ်ကိုပြင်လဲရရှိအောင်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်မိမိကိုယ်ကိုမပြောက်ဆုံးစေပါနဲ့ တဖက်လူနဲ့ပြင်းလေးအဆက်တွေ့ရစေဖို့တဖက်လူကိုကိုဘွားထီကိုပြင်းလေးရောက်ရှိလာဖို့စဉ်းစားနေမိအစဒီလိုအချိန်မျိုးမှာမိမိကိုကိုပြင်းလေးရရှိအောင်ကြိုးစားပါကိုယ့်ရဲ့ personal power ကိုရရှိအောင်ကြိုးစားပါကိုယ့်ရဲ့စိတ်ပိဆိုင်ရာစွန့်အင်တွေကိုယ့်ရဲ့စွန့်အားတွေကို ပြင်းလေးရရှိအောင်ကြိုးစားပါဆက်လက်ပြီးရင်အခုလိုအချိန်မျိုးပေါ့နော်တဖက်လူကတင့်ကိုအဆက်အသွေးဖျက်ထားတဲ့အချိန်မျိုးမှာတင့်အနေနဲ့ပြုလုပ်ရမယ့်အဆင့်၃ဆင့်ကို ပြောပြပါမယ်။ အဆင့်တမိမိကိုကိုမိမိအာယုံစိုက်ပါကိုရဲ့စိတ်ပိုင်းဆိုင်ရာကျဲမာရေးရုပ်ပိုင်းဆိုင်ရာကျဲမာရေးကိုပျော်ရွှင်ဖို့ကိုလှပဖို့ဒါလေးတွေကိုအာယုံစိုက်ဖို့လိုအပ်ပါတယ်အခုအချိန်မှာတင့်မှာအချိန်နဲ့နေရာလဲတွေရှိနေပါတယ်အဲ့ဒီတော့တင့်ဘဝပုံမအဆင်ပြေလာစေဖို့တင့်ရဲ့အဆင်အတန်ပုံမမြင်မလာစေဖို့တင့်ရဲ့အမြင့်ဆုံးဘာရှင်ဖြစ်စေဖို့မိမိကိုကိုအာယုံစိုက်ဖို့လိုအပ်ပါတယ် အဆင့်နှစ်ကတော့ visualization ဆိုတဲ့စိတ်ကူးရင်ပုံဖော်မြင်ရမှုတွေပြုလုပ်ပေးဖို့လိုအပ်ပါတယ်။အခုအချိန်မှာတစ်ဖက်လူကအဆက်အသွယ်ဖျက်ထားတဲ့အချိန်မှာသူ့ဖက်ကငါ့ကိုမဆက်သွေးဘူး၊သူကငါ့ကိုမချစ်ဘူး၊သူကငါ့ကိုမလိုအပ်ဘူး။အဲ့ဒီအကြောင်းတွေကိုတွေးနေမိအစား သူ့ဖက်ကသင်ကိုဖုံးခေါ်နေတာတွေသူကသင်ကို message တွေပို့နေတာတွေသူ့ဖက်ကသင်ကိုတောင်းပန်နေတာတွေသင်နဲ့အတူရှိနေရှင်တော့ဘာမဆိုပြုတ်လုပေးနေတာတွေဒါလေးတွေကိုစိတ်ကူးရင်ပုံဖော်မြင်အောင်ပေးပါဒီနေရာမှာအရေးတကြီးမှတ်ထားရမှာကတော့တဲ့အနေနဲ့စိတ်ကူးရင်ပုံဖော်မြင်ရမှုပြုလုပ်ပြီးတဲ့အခါမှာ အဲ့ဒီအရာကိုလွှတ်ချထားလိုက်ပါဆိုလိုတာကွာစိတ်ကူးရင်မြင်အောင်မပြုလုပ်တည် သူဘေတော့ငါ့ကိုဖုံးခေါ်လာမလဲငါကဖုံးခေါ်နေတာတွေကို visualization ပြုလုပ်ထားတယ်စိတ်ကူးရင်ထားတယ်သူအခုထိငါ့ကိုဖုံးမခေါ်သေးဘူးအဲ့ဒီလိုမျိုးတွေးနေတယ်တည်ဒါတွေကိုလွှတ်ချထားလိုက်ပါဒီအာယုံထင်းမှတဏီကုန်မကုန်စေပါနဲ့ တင့်ရင်နေနဲ့စိတ်ကူးရင်ပုံဖော်မြင်ရမှုတွေကိုတရက်မှာ၃ချိန်ပြုလုပ်တယ်ဆိုပါဆိုတစ်ချိန်ပြုလုပ်ရင်နိုင်ွယ်လောက်ကြာတယ်လို့ပြထားလိုက်အဲ့ဒီတော့ကိုပြုလုပ်ပြီးတဲ့အချိန်ဆိုရင်ပြီးသွားပြီအဲ့ဒါကိုလွှတ်ချထားလိုက်ခေါင်းထိပ်မှလေးမထိနဲ့တော့စင်းလေးမစင်းစားနေနဲ့တော့ပြီးသွားပြီဒီတိုင်းပဲလွှတ်ချထားလိုက်ပါပြီးတော့မိမိကိုယ်ကို ပြင်လေအာယုံစိတ်ပါအဆင့်၃ကတော့ပုံပြင်အစ်င့်နဲ့နေထိုင်ပါ ဒီဗီဒီယိုစကားတွေကတင့်ရဲ့ပုံပြင်ဟောင်းတွေကိုပြောင်းပြန်လုပ်ဖို့လိုအပ်တယ်လို့ပြောခဲ့တယ်။ပုံပြင်အဟောင်းကို ပြောင်းပြန်လုပ်ပြီးပုံပြင်အသင်းနဲ့နေဖို့လိုအပ်တယ်။ပုံပြင်အဟောင်းထင်းမှာက "तू ကငါ့ကိုအဆက်အသွယ်မလုပ်ဘူး၊ तू ကငါ့ကိုမချစ်ဘူး၊ तू ကငါ့ကိုမေးသွားပြီ"စသဖြင့်ပုံစံအမျိုးမျိုးရှိနေတယ်။အဲ့ဒီတော့အခုပုံပြင်အသစ်ထင်းမှာဘာဖြစ်ရမလဲဆိုရင် "तू ကငါ့ကိုလိုအပ်နေတယ်"ငါလိုချင်တာထက် तू ကငါ့ကိုပို့မို့လို့ရှင်နေတယ်အဲ့ဒီလိုစကားလုံးတွေကိုပြောပါဒီလိုပြောနိုင်ဖို့ မိတ်ဆွေအနေနဲ့အပြူသဘောဆောင်တဲ့ affirmation တွေကိုရွှေဆိုဖို့လိုတယ်ပြီးတော့ကျေးဇူးတင်တရားနဲ့သက်ဆိုင်တဲ့ affirmation တွေကိုရွှေဆိုဖို့လိုတယ်ဒီ affirmation တွေဟာမိတ်ဆွေအတွက်အမှန်တရားပဲဖြစ်ပါတယ် အန်ဖရမရှင်းဆိုတာမိမိကိုယ်ကို အတိပြုလိုက်တဲ့အတိပြုစကလုံးတွေဖြစ်တယ်။ဒါကြောင့်အဲ့ဒီအန်ဖရမရှင်းကိုရွတ်ဆိုလိုက်တာကအနာကဲအတွက်ရွတ်ဆိုတာမဟုတ်ပါဘူး။အခုအချိန်မှာ ကိုယ်တိဘလို့လူဖြစ်နေပြီဆိုတာကိုအတိပြုတာဖြစ်တယ်၊ကြီးညာလိုက်တာဖြစ်တယ်၊ကိုယ့်ရဲ့အမှန်တရားကို ကြီးညာလိုက်တာပဲဖြစ်တယ်။ဒီလိုဆိုရင် မိတ်ဆွေတို့အနေနဲ့ရွေးဆိုတင်တဲ့ affirmation အရှုပ်ကို ပြောပြပါမယ်။ဒါကဥပမာတွေပဲဖြစ်တယ်။မိတ်ဆွေတို့အနေနဲ့ ကိုကိုယ်တိုင်ပြုလုပ်စီရင်ထားတဲ့ကိုလိုရှင်တဲ့ affirmation တွေကိုရွတ်ဆိုလို့ရပါတယ်။သူကငါ့ကိုတစ်ချိန်လုံးစာတွေပို့နေပြီဖြစ်တော့ငါအယဉ်ဝန်းသာပါတယ်။သူကငါ့ကိုတစ်ချိန်လုံးဖုန်းတွေခေါ်နေပြီဖြစ်တော့ငါအယဉ်ဝန်းသာပါတယ်။အခုအချိန်မှာငါတို့နှစ်ယောက်ကြားမှာပျော်ရွှင်ဖွယ်ကောင်းတဲ့ relationship တစ်ခုကိုရရှိပိန်ဆိုင်ထားကြပါပြီ။ အခုအချိန်မှာသူကငါ့ကိုငါနဲ့အတူရှိနေဖို့အတွက်တောင်းပန်လာပါတယ်။ဒါကြောင့်ငါစိတ်ထဲမှာကြည်နဲ့ပီတိဖြစ်ပါတယ်။သူကငါ့ကိုလိုအဲ့နေပါတယ်။သူကငါ့ကိုလိုချင်နေပါတယ်။သူရဲ့အခြေကငါအပေါ်မှာအရင်လေးနေတာမို့လို့ငါဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။အခုအချိန်မှာငါဟာတစ္ဆာရှိတဲ့ relationship တခုကိုရရှိပိန်ဆိုင်ထားပါပြီ။သူဟာငါအပေါ်မှာအရင်ကိုတစ္ဆာရှိတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူဟာငါနားမှာအမြဲတမ်းနေရှင်ပါတယ်။သူဟာငါနဲ့အတူတကွအမြဲတမ်းရှိနေရှင်ပါတယ်။ငါ့အပေါ်အရင်ချစ်ပြီးရင်ငါ့အပေါ်အရင်ကောင်းမွန်တဲ့ချစ်သူကိုပိန်ဆိုင်ထားပြီးဘို့လို့ငါဟာအရင်ကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ဒီ affirmation တွေကိုရွေးဆိုလို့ရပါတယ်။ကိုကိုတိုင်ဖန်တီးရွေးဆိုရှင်တဲ့ကို့အနေနဲ့လိမ်လျောညှိထွေဖြစ်မင်း affirmation တွေကိုရွေးဆိုရှင်တဲ့ဆိုရင်လေရွေးဆိုလို့ရပါတယ်။ ဲ့ဒီတော့ information တွေကိုဖန်တီးတဲ့အခါပြစုပင်ကာလအနေနဲ့သာဖန်တီးရမှာဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီ information တွေကိုရွတ်ဆိုတဲ့အခါလေးကိုယ်စိတ်ထိကယုံကြည်လာအောင် အထီးကိုရွတ်ဆိုပေးရမှာဖြစ်ပါတယ်။ကိုရွယ်ဆိုနေတဲ့ affirmation ကို စိတ်ထင်းမှမယုံကြည်နိုင်သေးဘူးဖြစ်နေပြီဆိုရင်အကျိန်ပေါင်းမြောင်များစွာထက်တလေးလေးသာရွယ်ဆိုပါကိုရွယ်ဆိုတဲ့ပုံစံအတိုင်းစိတ်ခင်စားချက်အပြည့်နဲ့ရွယ်ဆိုပါ ။တင်ရွှေဆိုတဲ့ affirmation တွေကအမှန်တကယ်အလုံးလုံးလာပြီဆိုရင်သင်ဘဝပြောင်းလဲလာပါလိမ့်မယ်။အခုအချိန်မှာတင့်ရဲ့ဇလင်တင့်ရဲ့ပုံပြင်ကအစ်စ်ဖြစ်နေပြီတင့်ရဲ့ပုံပြင်အစ်စ်ပေါ်မှာတင်ဟာယုံကြည်ရမှာပဲဖြစ်တယ်။တင့်ရဲ့ပုံပြင်တစ်ထိမှာတင်ဟာကောင်းမွန်တဲ့အချိန်ကောင်းမွန်တဲ့နေရာမှာနေထိုင်နေတဲ့လူတစ်ယောက်ဖြစ်တယ်။ ပြီးရင်သူ့ဖက်ကလည်းတင့်ကိုအရင်လွှဲနေပြီအရင်တတိယနေပြီတင့်ကိုအရင်အလိုရှိနေပြီလိုအပ်နေပြီဆိုတာကိုသူနားလေသဘောပေါက်နေပြီဖြစ်တယ်တင်ဟာတကယ်ကိုတင်ဖို့ရှိတဲ့လူတယောက်အရင်ကိုအင်အိုးဝေကောင်းအောင်တင်ဖို့ရှိတဲ့လူတယောက်ဖြစ်တယ်ဆိုတာကိုတင်ကိုယ်တိုင်လေးသိနေပြီသူ့ဖက်ကလည်းတင်ကိုအတိအမဲ့ပြုနေပြီဖြစ်တယ် ဒီတော့အခုလိုအချိန်မျိုးမှာတင်ဟာချစ်ချင်းမေတ္တာတွေပျော်ရွှင်မှုတွေစိတ်ချမ်းသာမှုတွေအပြည့်နဲ့နေထိုင်ဖို့လိုတယ်။တနည်းအားဖြင့်ပြောမေဆိုရင် emotion နဲ့ abundance ဖြစ်နေဖို့လိုအပ်ပါတယ်။ ဒီဗီဒီယိုမှာပြောပြခဲ့တဲ့အတိုင်းလိုင်နာကျင့်ကြံရှင်းအပြင်တင့်ရဲ့တစ်ဖက်လူကအဆက်အသွေးပြတ်ထားခင်းရင်တောင်မှ အခုအချိန်မှာတင့်ကိုအရင်လိုရှင်နေပြီးတင့်နဲ့အနီးအနားမှာအတူတူကရှိနေရှင်ပြီးဖြစ်ပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနှင်ကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်